ဲ့အခုပြောမယ့်အကြောင်းအရာဘာလဲဆိုတော့သွားကျန်းမာရေးအတွက်အကြောင်းပြောပြအောင်ပဲပေါ့နော်တို့တွေတစ်ခါလေးကြာရင်သွားကြိုက်တယ်သွားနာတယ်တဖုံးမှာပြည်တယ်ဒါမျိုးဖြစ်တဲ့အခါကြာရင်ပေါ့နော်ဆေးရုံစီကံသွားလို့အဆင်မပြေတဲ့အခါမှာကိုယ့်ရဲ့ဒီကုထုံးလေးရင်းနဲ့ပေါ့နော်အိမ်တွင်းကုထုံးလေးနဲ့ပြုတ်လုချင်းအားဖြင့်ဒါတွေကိုခိတ္တခဏသက်သာစေအဲကြအဲကြကြောင့်အလယ်နီးလေးပေါ့နော်ဒီလိုသွားကြိုက်သွားနာဖြစ်တဲ့အခါဘယ်လိုလုပ်ရမလဲသွားလေးဖြူဖွေးရမလို့လုပ်ရမလဲဆိုတာကိုဟတ်ထဲမှာဖော်ပြထားတယ်ပထမဆုံးနည်းလမ်းကဘာလဲဆိုတော့သွားတွေကိုဖြူဖွေးနေစေဖို့ဒါကလေခိတ္တပြေမှာခဏခဏတော့ပြောဘူးလေဒါပေမဲ့ထက်ထက်ပြီးတော့ပြောအောင်ပါပေါ့နော်ဒါပါလဲဆိုတော့သွားတွေဒီ အသွားဖြူဖြူလေးဆိုရင်အကုန်လုံးလိုချင်ကြရပါပဲပေါ့နော်ဒီတော့သွားတွေကိုတကယ်သွားဖြူတဲ့သွားလိုက်စေးနဲ့တိုက်တာမျိုးတွေလည်းရှိတယ်ဒါအမျိုးစုံပေါ့ဒါပေမဲ့သဘာဝနေနန်းနဲ့လေသွားလေးကိုဖြူဖြူအောင်ပြုတ်လို့ရတယ်လွယ်လွယ်လေးပဲတို့တွေငှက်ပြောသီးစားရမှာလားငှက်ပြောသီးစားရခါမှာငှက်ပြောသီးအခုလွတ်မပြင်းနဲ့အဲ့ဒီငှက်ပြောသီးအခုရဲ့အတွင်းမိုင်းကိုဒီသွားလေးမှာလိုက်ပြောပုတ်ပြီးရဲ့ငှက်ပြောသီးအခုရဲ့အတွင်းပေါ့နော်အဲ့ဒါပုတ်တဲ့အခါ15မိနစ်လောက်ပုတ်တိုက်ပြီးပါတဲ့အဲ့လိုမျိုးပုတ်တိုက်ပြီးပြီဆိုရင်ပလုတ်ခြင်းလိုက်အားလုတ်ခြင်းလိုက်ပေါ့နော်အဲ့လိုနေစဉ်လုပ်သွားမယ်ဆိုရင်တဲ့သွားလေးတွေကသဘာဝတိုင်းဖြူဖွေးလာလိမ့်မယ်တဲ့နော်ဒါ အန်ရဲမမရှိဘူးနော်ဟုတ်တယ်ငပြောသေးခွန်အတွင်းမိုင်းကိုဒါကိုငပြောသေးစားပြီးပြီဆိုရင်အခုမလွတ်ပြစ်ပဲနဲ့အဲ့ခွန်နဲ့သွားလေးကိုပုတ်ပေးတိုက်ပဲမျက်နှာကိုတိုက်မယ်ဆိုရင်မျက်နှာဖြူတာပါအဲ့ဖြူတော့ပေါ့အရင်တော့ပြောဘူးတဲ့အဲ့သူငပြောသေးမှဆိုရင်သူကဘာလဲဆိုတော့အချွဲအကြည့်ပုံစံသဘောမျိုးပါတယ်မျက်နှာကြီးလည်းကြည့်ရတဲ့အသားကြီးကြည့်ရတဲ့အဲ့လိုမျိုးလည်းရှိရဆုံးနဲ့သွားမျက်နှာအကုန်လွတ်ပြစ်လိုက်တော့ရတယ်ဟုတ်တယ်နောက်တစ်ခုကတိုက်ရတယ်အကုန်လုံးပုတ်တိုက်မယ် ောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီသွားနာတာကိုတက်တာဖို့အတွက်တဲ့ဟိုသွားကြိုက်သွားနာတဲ့အခါမျိုးမှာဆိုရင်အိတ်မရတော့ဘူးပေါ့တချို့ဆိုတာညအိတ်ခန့်ကြီးမှာအိတ်သွားပို့နာသွားကြိုက်တော့ပြတ်တယ်เนาะအေးလည်းပြတ်အေးလည်းပြတ်တယ်အဲ့လိုမျိုးသွားကြိုက်သွားနာတဲ့အခါမှာဆိုရင်တဲ့ဘာလို့ပြရမလဲဆိုတော့ဒီလေးညင်းမွင့်ကိုဒီကြိုက်နေနာနေရဲ့သွားပေါ်မှာအဲ့လေးညင်းမွင့်လေးကိုဖိပြီးကြိုက်ထားလိုက်တဲ့ပို့ဝါမယ်တဲ့ပို့ဝါမယ်လေးညင်းမွင့်အပူတက်ပါတယ်အဲ့ပြင်သွားပို့ကိုလည်းတိတ်စီရဲပေါ့နော်အဲ့လိုမျိုးနီးနန်းနဲ့ဒီသွားကြိုက်သွားနာတာကိုတက်တာအောင်လို့ပြုတ်လုပ်လို့ရဒါပေမဲ့ခိတခဏပဲဒါမနဲ့ကြရင်တော့စေရန် ော့သွားပေါ့နော်ပြန်လာမှာပဲပေါ့နော်ဒါသွားတော့ဒါသွားဆရာဝန်ကနေပြီးတော့ဒါကိုကြည့်ရှုကုသပေးမှာပဲပြန်ပါလေဒီခေတ္တခဏတတ်တာစီဖို့အတွက်တော့လေးညင်းမွေအသုံးပြုပြီးတော့နာနေရဲ့သွားမှာဖိပြီးခိုက်ထားလိုက်မယ်ဆိုရင်တတ်တာစီရဲ့နောက်ထပ်တနည်းကပါလဲဆိုတော့ပါဇက်အတွင်းမှာဒီပေါ့နော်တချို့သဖုံးမှာပြည့်တဲ့နာတွေဖြစ်တာသဖုံးမှာပြည့်တဲ့နာတွေဖြစ်တယ်ဒီပါဇက်အတွင်းမိုင်းနေရာလေးတွေမှာဆိုရင်လေဟိုပြည့်ဖို့လေးလို့အဖြူလုံးလေးဖြစ်နေတာပေါ့နော်ဒါမနဲ့ဆိုရင်ပို့ပြီးတော့တိတာတယ်ဒါရှာနဲ့ဆန်းဆန်းမိရပေါ့နော်ဒီနာလေးမှာဆိုရင်အဖို့လေးဟုတ်တယ်နော်အဲ့လိုပြည့်တဲ့နာလေးလို့ဖြစ်နေတာ

အဲ့လိုမျိုးဖြစ်တဲ့ဆိုရင်တဲ့ဒါကိုကိုကလည်းကိတိကောင်ဖြစ်မယ်စကားပြောလို့လည်းအဆင်မပြေဘူးဘာဆဆနာနေရေပေါ့နော်အဲ့ခါမှဆိုရင်အတိကဘယ်လိုပြုတ်လို့ရမလဲဆိုတော့ဒီအိမ်သုံးစားလေးကိုအသုံးပြုပေးရမှာအိမ်သုံးစားဟိုမှာအဲ့ဒီဒီပါဇက်သေးကနေပြီးတော့ဖြစ်နေတဲ့ဒီအဖုလေးပေါ့မှာတို့ပြီးအုံမိရမှာအဲ့လိုအော်မယ်နော်အရင်တော့အေးဆက်မှာနော်အဲ့လိုဆိုနော်အဲ့လိုအဖုလေးကိုအုံမိတာပေါ့နော်ဒီတော့အဲ့လိုမျိုးမနက်ကစပြီးတော့တနေ့ကိုသုံးချိန်လောက်ပြုတ်လို့ပေးရညနေပိုင်းလောက်တက်တာပါလိမ့်နေတဲ့ဩဒါပေမဲ့အနာခံပြုတ်လို့လောက်ရင်တော့ပျောက်သွားမှာမဟုတ်အဲ့အနာကြီးကထမင်းအောင်စားလို့ မရတော့ဟာတွင်းစားလို့မရရေတောက်လို့မရနော်ဆက်ဆက်တည်းမှာအနာဖြစ်ရင်လေဟိုတုံတုံစင်းတယ်စေးထဲလို့လည်းမရရတော့ဘူးဟုတ်တယ်အဲ့ဆိုစားလေးအောင်မီရဲ့အိမ်ဆုံးစားလေးအောင်မီရဲ့ ဒီလေးလေးတွေကမှတ်သားစရာလေးเนาะကိုယ်အိမ်ထဲမှာပဲဒါဟိုပတ်စံအကုန်ခံပြီးစေးဝါးတွေဝယ်စရာမလိုဘူးเนาะပြီးတော့ဒီနီးလန်းလေးပဲအလွယ်လောက်လိုက်လို့ရှင်လဲဒါတတ်တာပြပြနေဟာလေအခုထပ်ပြပြမယ့်အကြောင်းအရာကြတော့ဒါ shake ထဲမှာဖတ်ထားတဲ့အကြောင်းအရာလေးဒါကိုယ့်ရဲ့ဟိုလူနေထိုင်မှုစရိုက်ပေါ့เนาะဒါယဉ်ကျေးမှုလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုရာလေးလောက်ရမလဲဆိုတာပြပြပေးထားတာဒီမှာသူ့ရဲ့ရေးထားတဲ့ကောင်းစင်လေးကကြတော့ဒါဟို relationship တစ်ခုပေါ့เนาะအဲ့ဒီမှာဆိုလို့ရှိရင်ねလူတွေအားလုံးကကိုယ့်ရဲ့ relationship ပေါ်မှာပြီးတော့ဒါကိုယ့်ရဲ့ဒါဟိုဆက်ဆံမှုအပေါ်မှာပေါ့เนาะဒါခင်မင် ရင်းနှီးပြီးတော့ယုံကြည်မှုလည်းတိုးစေဖို့ပြီးနောက်တစ်ခုကကြတော့ဒါဘယ်လိုပြောမလဲအမှတ်ပေးဖို့အတွက်ပေါ့နော်ကိုမှတ်မိစေဖို့အတွက်ကိုအချက်လေးပြောပြထားတယ်ဒါတော့လူတအူး တယောက်နဲ့တယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာဆိုလို့ရှိရင်နဲ့ဒါစိတ်ထဲမှာဆွဲထင်ပြီးတော့ကြံရေးစေဖို့အတွက်တမိုးကြီးအဝေးစားတွေတမိုးကြီးအသုံးဆောင်တွေပေါ့နော်ဒါတွေအများကြီးမလိုအပ်ပါဘူးတဲ့လူတွေအားလုံးကဒါကိုယ့်ရဲ့ပြင်ပရုပ်ပိုင်းဆိုင်ရာအလှပကိုပြောဆိုတတ်ကြပေမဲ့တကယ်တမိုးထားကြတာတော့ဒါစိတ်ပိုင်းဆိုင်ရာပေါ့နော်တမိုးထားကြတယ်တဲ့ဒီတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါလောက်ရမယ့်အချက်လေးပြောပြပေးထားတယ်အဲ့ဒီမှာမှပထမဆုံးအချက်အနေနဲ့ယဉ်ကျေးမှုရှိပါတဲ့ယဉ်ကျေးမှုရှိရဆိုတာကတော့တယောက်နဲ့တယောက်စကားပြောတဲ့အခါမှာဒါကျေးဇူးတင်ပါတယ်ဒါပြီးလို့ရှိရင်နောက်တစ်ခုကဟိုကျေးဇူးပြုပြီးတော့ပေါ့နော်ဒါမျိုးလေး းတွေကိုသုံးဖို့အတွက်ပြောထားတယ်။ဒါအလွန်ကြုံကြီးတော့မသုံးလဲပေါ့နော်။အလွန်ကြုံကြီးသုံးလဲဆိုလို့ရှင်တော့ဒါကြီးကအရန်ကိုလူမြင်ကတ်တယ်။လူမြင်ကတ်အောင်တော့ဖြစ်သွားလိမ့်မယ်။အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုးအတုံးနှုံးလေးတွေဟုတ်တယ်။ထည့်သုံးမိပါရဲ့။ဒါဆိုလို့ရှင်ဒါဆက်ဆံရေးတွေကလည်းတောင်ရက်တယောက်ပေါ့နော်။ဒါကိုယ့်ပေါ်မှာအမြင်တွေလည်းလုံးဝပြောင်းလဲသွားစေနိုင်တာမျိုးကြီးဖြစ်စေတယ်တဲ့။ပြီးတော့ဒါကလည်းဒါသတိပြုမိရဲ့ပေါ့နော်။ပြီးတော့တခုရှိတာကတော့စိတ်ပါလက်ပါလေးနဲ့တော့ပြောဖို့အတွက်တော့လိုအပ်တယ်တဲ့။ဒီတော့တောင်ရက်တယောက်ခေါ်ပြောဆက်ဆံတဲ့အခါမှာဆိုလို့ရှင်လေဟဲ့ဟိုဘာဖြစ်တယ်ညာဆိုအဲ့လိုခေါ်မဲ့အစားပေါ့နော်။ဒါသူ့ရဲ့နာမည်လေးတခုပေါ့နော်။ဒီဟို ဘလို့ပြန်မမေရအဲ့နာမည်လေးတခုကိုတုံးပြီးခေါ်တာဖြစ်ဖြစ်ပြီးတော့အရှိကနေဦးတို့ဒေါ်တို့ပြီးလို့ရှိရင်မမတို့ဘာတို့ပေါ့နော်ဒါမျိုးလေးကိုတုံးပြီးတော့ခေါ်ပေးပါတဲ့ဒါဆိုလို့ရှိရင်လည်းဒါပုံဝင်ချင်တဲ့စကားပြောတဲ့အခါမှာဆိုကို့ပုံမှာလည်းသူတို့ချစ်ကြတယ်ပေါ့နော်ဟိုရင်ကြီးကြီးလေးနဲ့တုံးပြီးတဲ့အခါမှာနောက်တစ်ချက်ကကြတော့အကောင်းမြင်မှာပြုံးမှာလို့ပြောထားတယ်ပြုံးတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေအပေါ်မှာအပြုံးစစ်စစ်ပေါ့နော်ဒါမျိုးကိုတော့ပေးတတ်ဖို့အတွက်လိုအပ်တယ်ဒါပြုံးချင်းဆိုတာကလည်းတအုပ်နဲ့တအုပ်ကြားထဲမှာဒါပန်းကူတထားလေးတစ်ခုလိုပဲဒါနွေနွေထွေးထွေးလေးနဲ့ဆက်ဆံမှုတစ်ခုဖြစ်စေရဲ့နောက်တစ်ချက်ကကြတော့ ပုံပွင့်လင်းလင်းရှိဖို့အတွက်လည်းလိုအပ်ပါတယ်တဲ့ဒါတဦးနဲ့တဦးပေါ့နော်ဘယ်လိုပြောမလဲဟိုတခုခုပြောဖို့အတွက်ဆိုလို့ရှင်음ဟိုပုံပွင့်လင်းလင်းမရှိဘဲနဲ့တခုခုထိန်ချန်တာဆိုလိုပုံစံပေါ့နော်အော်ရပါတယ်နောက်မှပဲပြောတော့မယ်တို့ပါတိရမလားအော်နေပါစီတော့တို့ပါတော့ဒါမျိုးတွေဆိုရလဲဒါကိုဆိုလို့ရှင်လည်းခံရရင်စိတ်ထဲမှာဒါခုလိုခုလိုနဲ့နော်မတင်မကြဖြစ်တယ်ဒီတော့အဲ့ဒါမျိုးတွေမလုပ်ဘဲနဲ့ပုံပွင့်လင်းလင်းပြောဖို့အတွက်လည်းပြောထားတယ်နောက်တစ်ချက်ကကျတော့နောက်မှချဖို့အတွက်ပြောထားတယ်ဒါအဲ့ခံပွဲတို့မင်းငါဆောင်တို့ပေါ့နော်ပွဲလမ်းတစ်ပြင်သွားတဲ့အခါမှာဆိုတချို့တချို့ကနောက်ကြပြီးမှသွားထားကြရတဲ့သူရှိတယ်ဒါတော့ကိုယ့်ရဲ့စတိုင်လူဖြစ်နေကြရတဲ့သူ Bueno. <laughs> အဲ့လိုမျိုးကလည်းမကောင်းရှိရှိမှဆိုလို့ရှိရင်လင်းလာနေပြီးတော့ဖတ်လာတယ်ဆိုပြီးတော့လေမဟုတ်ပါဘူးဒါပြောမယ်ဆိုလို့ရှိရင်အမြဲတမ်းလို့အမြဲတမ်းလို့ဖြစ်နေကြတော့မကောင်းတော့ဘူးလေတချို့ဒီဘက်ကအရန်ကိုပြောပြောမယ်ဆိုလို့ရှိရင်ကို့အပေါ်မှာပေါ့နော်ဒါမျှော်လင့်နေကြီးနဲ့စောင့်စားနေရသူဆိုလို့ရှိရင်ကိုယ့်ရဲ့အဲ့လိုမျိုးနှောက်ကြမှလာတာကြီးကသူ့အပေါ်မှာဒါအလေးမထားသလိုကြီးဖြစ်သွားလိမ့်မယ်ပြီးတော့နောက်တစ်ချက်ကကျတော့ပြောတဲ့အတိုင်းလှုံ့ဆော်မှုအတွက်လည်းလိုအပ်ပါတယ်တဲ့ဂရီကိုအလွယ်တကူပေးတတ်ကြပြီးတော့လိုက်နာခြင်းမရှိဘူးဆိုလို့ရှိရင်လည်းဒါပြောရမယ်ဆိုကို့အပေါ်မှာလူလူယိုသေးခြင်းလည်းမရှိဘူးယုံကြည်မှုလည်းမရှိတော့ဘူးတဲ့ပေ ြင်နောက်တစ်ချက်ကတနာကျင်တာပါလေးစားပါတဲ့တယောက်နဲ့တယောက်ကျင်နာတနာမှုလေးစားမှုရှိခြင်းကလည်းတဲ့ကိုကိုကိုကျင်းနဲ့ပျော်ရွှင်စေတဲ့အပြင်လူတကာရဲ့အသိအမှတ်ပြုချီးကျူးမှုကိုလည်းရရှိစေပါတယ်တဲ့ဟုတ်တယ်နော်များသောတကယ်ကြီးတွေချိန်တိုင်းအဲ့လိုမျိုးတစ်ခါကျရင်နောက်ကြအမြဲနောက်ကြရတဲ့သူဆိုကြလာရင်တော့ဟုတ်တယ်ပါနော်ဒီလိုမျိုးတော့တယောက်တော့သူလာမှမဟုတ်တော့ဘူးဒီချိန်နဲ့သူကအမြဲနဲ့နောက်ကြနေတာပါတို့ပါတို့ဖြစ်နိုင်ဘူးလို့ပါသူ့ယုံနေလို့တို့ပါတို့ဟုတ်တယ် ကဲအခုဆိုလို့ရှင်လဲတာအဆောင်ဝိုင်းအကြောင်းရဆောင်ဝိုင်းတင်ဆက်ဖို့အတွက်အနည်းကျလာဝဲကြံတော့ရနော်ခေတ်သစ်ပြုံးမိအစီအစဉ်ကိုဒီမှာခဏလေးရန်နာချင်ပါတယ်ပြိတ်သက်တွေနဲ့ပြန်ပြီးတော့ဆုံတွေ့မယ်နော်